မန္တလေးတိုင်းတပေကျင်းမြို့နယ်မန္တလေးမိုးကုတ်ကားလမ်းပေါ်ကအချက်အချာကျတဲ့ဖော်တော်လန်းဆောင်ကိုလေကြောင်းအကူနဲ့ပြန်လည်သိမ်းယူနိုင်တဲ့စိုးစုကနောက်ထပ်နယ်မြေချဲ့တွင်ပို့စူးစမ်းနေပြီးအောက်တိုဘာ22ရက်မှာဖော်တော်လန်းဆောင်ရဲ့အထက်ဘက်မိုးကုတ်မြို့ရဲ့အောက်ဘက်ဇေယျကွင်းရွာတွေကိုဘုံကျဲတက်လို့ကလေးငယ်တွေအပါအဝင်ဒေသခံပြည်သူအ ਨੇ ဆုံး9ဦးသေဆုံးကဒဏ်ရာရှိသူ15ဦးထပ်မံရှိခဲ့ပါတယ်။အောက်တိုဘာ22ရက်ညနေ3နာရီလောက်မှာမိုးကုတ်မြို့အရှေ့ပိုင်း ရှောလီဝိုင်းအုပ်စုကန်တော်ရက်ွက်ရှမ်းကျောင်းနဲ့ဖះငားစုအနီးမှာရှိတဲ့ဖူဆယ်ဘောလုံးကွင်းကိုမရောက်နိုင်တဲ့သက်ဆံဆိုးအုပ်စုကတိုက်လေရင်နဲ့ဘုံနှလုံးကျဲချတက်ပြက်လို့မိန်းကလေးငယ်၃ဦးသေဆုံးက၁၂ဦးထပ်မနေဒဏ်ရာရှိခဲ့တယ်လို့မြို့ကန်တွေကပြောပါရယ်။မုံကုမြို့ကိုဘုံကျဲတက်ပြက်ပြီးနောက်နိုင်ပိုင်းအကြအော်တိုဘား22ရက်ညနေ6:00ဝန်းကျင်မှာလဲဖော်တော်လန်းဆောင်ရဲ့အောက်ဘက်မန္တလေးမိုးကုတ်ကားလမ်းပေါ်က လူစီကားတဲ့ကျွရကြီးဖြစ်တဲ့တပိတ်ချင်းမျိုးနဲ့ဇေယကွင်းရွာရွာလဲဈေးတဲ့ကိုစောစုကထပ်မံပြီးတော့ဒရုန်းနဲ့ဘုံကျဲတက်ဖြတ်ရမှာကလေးတငယ်အပါဝင်ဒေသခံတွေထိခိုက်သေဆုံးခဲ့ပါတယ်။စောစုကဇေယကွင်းကျွရရွာလဲဈေးနဲ့တရားနာကထမင်းဆိုင်ကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့အသက်တနည်းရွယ်ကလေးငယ်အပါဝင်အယတားဖြစ်သူ၅ဦးထိခိုက်သေဆုံးကဈေးဆိုင်ခံတချို့မိလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ဒရုန်းနဲ့ပုံကျက်ခံရလို့ထိခိုက်သူ9ဦးလုံးသေဆုံးတယ်လို့သတင်းထွက်နေပေမဲ့9ဦးလုံးမသေးပဲတချို့ကတာယာပြင်းထန်တယ်လို့လည်းသတင်းကြားရပြီးအသေးစိတ်ကိုတော့မသိရသေးဘူးလို့ MFB ရဲ့သတင်းမြစ်တွေကပြောပါရယ်။ဇေကွင်းရရဲ့အနောက်ဘက် တမိုင်ကန့်အကွာလမ်းလေကြီးကြီးရွာမှာတော့တပိတ်ချင်းမျိုးဘက်ကဖောက်ထွက်လာတဲ့ဆုပ်ဆူဟာပြီးခဲ့တဲ့စက်တင်ဘာလတည်းကအထိုင်ချတဆွဲထားတာဖြစ်ပြီးတော့မန္တလေးမြို့ကကားလမ်းပေါ်ခြေချနိုင်ဖို့စူးစမ်းနေရပဲဖြစ်ပါရယ်။ ဆိုဆိုအားပြီးခဲ့တဲ့ရက်ပိုင်းကဇေယကွင်းကျေးရရဲ့မြောက်ဖက်၃မိုင်ကျော်အကွာဖော်တော်လန်းဆောင်ကိုလေချောင်းနဲ့ဒရုန်းအားကိုကပြန်လည်သိမ်းယူပြီးနောက်ဖော်တော်လန်းဆောင်ရဲ့အထက်ဘက်မန္တလေးမိုးကုတ်လန်းအတိုင်းမိုးကုတ်ဘက်၈၀တိုးနိုင်ဖို့ကြိုးစားနေတယ်လို့လန်းဆောင်ရဲ့အောက်ဘက်ဇေယကွင်းဘက်ကလည်းလေရင်ဒရုန်းတွေနဲ့နေစဉ်ရက်ဆက်ဘုံကျဲနေရပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ဖော်တော်လန်းဆောင်တော်ဝိုက်တိုက်ပွဲတွေပြင်းထန်နေပြီးစိုးစုကအသေးကန်ဒရုန်းလက်နက်ကြီးနဲ့လေကြောင်းကနေဘုံကျက်တပ်ဖြတ်နေရာချောင်းအရက်သားပြည်သူအများပြားဟာတိုက်ပွဲတွေနဲ့ဝေးရကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။စိုးစုကတော်လန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့မြို့ရွာတွေကိုပြန်ရဖို့လေကြောင်းအားကိုတရုတ်အားကိုနဲ့ကြိုးစားနေပြီးဆက်ရှုံးနဲ့မြေတွေပြန်ရရေးအတွက်စည်ရေးပြတ်မမဟုတ်တဲ့အရက်သားပြည်သူတွေကိုနေ့စဉ်ဘုံကျက်တပ်ဖြတ်နေပါတယ်။